see the pain in me is oh my she got it oh they got caught up ah and is oh my see the pain ตีนเนี่ยอันนี้ซ้อมมาชื่อนี่ International Beauty Pageant မှာကမ္ဘာအဆင့်နှစ်အဖြစ်ရပ်တည်တယ်ဆိုတော့ Miss World မြန်မာ2015ရဲ့စကားတင်လှမယ်20ဟာ ူတို့ရဲ့ပထမဆုံးလှုပ်ရှားမှုခီးစဉ်ဖြစ်မေ15ကဘကိုးကိုတွားရောက်ခဲ့ကြပါတယ်။စကားလင်လှမဲ20ဟာဘကိုးမျိုးရွှေမော်ရော့ဖျားမှာပန်းကတ်ရေလူတန်းနာတွေပြုလုပ်ခဲ့ကြပြီးကမ္ဘောဇာတာဒီနန်းတော်မှာဓာတ်ပုံရိုက်ကူးရေးအစီအစဉ်တွေကိုလည်းဒီခီးစဉ်မှာပါဝင်ခဲ့ပါတယ်။အရင်ကပြည်တွင်းပြိုင်ပွဲတွေဆိုရင်စင်ဘော်ကိုသာတန်းတက်ရတာဖြစ်ပေမဲ့အခုပြိုင်ပွဲကတော့ပြိုင်နေတယ်လို့သဘောမထားမိပဲစွစွစီစီရှိတာအရန်ကောင်းမွန်တဲ့အပြင်မြမယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်းတိလာရတယ်လို့မော်ဒန်နိုနိုကေကပြောပါတယ် သူကတော့နိုင်ငံတကာပွဲတွေမှာတရော့တိခတ်ပြီးသွားရောက်ရှင်ပြိုင်ခြင်းလို့တရော့နယ်ပဲစိတ်သက်သာနေတဲ့ကလေးငယ်တွေကိုအားပေးခြင်းသူတယောက်ဖြစ်ပါတယ်။ ညီမဒီပြိုင်ပွဲကိုပေါ့နော်ဒါပြိုင်ပွဲဖန်တယ်လို့သဘောမထားပါဘူးဘယ်လိုလဲဆိုတော့ခုတငယ်ကြီးအချင်းချင်းဒီ activity တွေလုပ်တယ်ပေါ့အခုဆိုတက်ဖို့ရိုက်တယ်ဗါတယ်ဆိုအော်ဒါရီက activity တွေလုပ်ပဲသဘောထားတာပေါ့အရင်တော့ညီမတို့ local ပြိုင်ပွဲတွေဆိုရင်တော့တန်းပြီးတော့စင်မော်ကြီးရှေ့ချောက်ချောက်သွားတာစင်မီဖိုင်နယ်နဲ့စင်ဖိုင်နယ်အခုကျတော့ဂျာနမှာတလအခွေနှစ်လညီပါတော့ခြားရတာဆိုတော့အရင်လဲပျော်စရာကောင်းတယ်ကိုယ့်ရဲ့အတွေ့အကြုံလေးတွေနောက်တငယ်ချင်းတွေလည်းအချင်းချင်း sharing လုပ်လို့ရတယ်တငယ်ချင်းအစ်စ်လည်း ပြောတယ်ပေါ့ပြီးတော့ဒီ Miss Ma World ရဲ့အဓိကအသင်းကိုလည်းသိလာရတယ်ပေါ့ပြီးတော့ဒီဆက်လက်ပြီးတော့လည်းညီမဒီညီမအနေနဲ့ရှိတဲ့ဒီအဲဒီကျေမှုအမွေနေ့တွေကိုညီမတရောတည်ခြင်းအပြင်အနိုင်ငံတကာကိုဟိုပြသချင်ပါတယ် Miss World ဟာနိုင်ငံတကာမှာကြော်ကြားတဲ့ Miss Universe Miss International လို့လိုမျိုးနာမည်ရှိပြီးသားပြိုင်ပွဲတစ်ခုဖြစ်သလို Miss World မြန်မာ2015နောက်ဆုံးအဆင့်ရွေးချယ်ပွဲကိုစက်တင်ဘာမှာကျင်းပမှာဖြစ်ပါတယ် ပြိုင်ပွဲအတွက်ယုံကြည်မှုအပြည့်ရှိနေတဲ့ယုံကြည်ချက်နဲ့စိတ်ထားလှကိုအဓိကထားပြင်ဆင်နေတယ်လို့ဆိုပါတယ်။ညီမတို့ဒီတိုင်ပွဲမှာပေါ့နော် အများကြီးရှိရပါတော့ဥမာဆိုလို့ရှိရင်တဲလန်တဲလန်ပိုင်းနဲ့ရွေးရရှိရယ်တချို့ဆိုလို့ရှိရင်အဲ့လိုပြောတာပါတော့တဲလန်ပိုင်းနဲ့ရွေးရယ်တချို့ကျတော့လည်းအင်္ဂလိပ်အာစပီကင်ပိုင်းနဲ့ရွေးရယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးထက်ကိုယ့်ကိုယ်ကို confidence ရှိဖို့အရေးကြီးရယ်ပါတော့ပြီးတော့ကိုယ့်ရဲ့စိတ်ထားလေးလှနေဖို့အရေးကြီးရယ်အဲ့တကယ်ကြီးမှစိတ်ထားလှဖို့အတွက်ကိုယ်ပဲပြင်ဆင်ပါတယ်တဲလန်ဟာရဲ့အတွက်ကသူ့ဟာနဲ့သူပေါ့နော်ဟိုမပြင်ဆင်ဘူးလည်းမဟုတ်ဘူးအာပြင်ဆင်တယ်လည်းမဟုတ်ဘူးကိုယ့်ဟာနဲ့ကိုယ်အကုန်လုံးလေ့လာကြရှိရအောင်လေ့လာဟပါတယ်